ောက်ပြန်တဲ့သူတွေလို့ပဲပြောရမယ်ဆိုရင်ကာမေသူမိစ္ဆာစာရကံကျူးလွန်သူဟာတေကြီးနောက်မှာအဝေစီငရဲနဲ့လောဟကုံပြီးငရဲတို့မှာပြင်းထန်စွာခံစားရတယ်။ငရဲကလွတ်မြောက်ပြီးတော့လူဘဝကိုရောက်လာလို့ရှင်လေဒီအဖြစ်တွေကိုရမယ်တဲ့လူမုံများတယ်၊ရန်သူများတယ်၊ပစ္စည်းလက်လာပါရှာပါတယ်။ချမ်းသာဒုက္ခကနေကင်းစိတ်တယ်။မိမဖြစ်ရတယ်။မမဟုတ်ကြမဟုတ်ပန်တုတ်ဖြစ်ရတယ်။ ပြင်အမျိုးယုတ်မှဖြစ်ရတယ်။မျက်နာပြက်အဆက်တကွဲတွေဖြစ်ရတယ်။ခြေလက်ရင်ကမျက်စိနားနှာစတဲ့အိန္ဒြေတွေချိုရင်းသေးသိမ့်တတ်တယ်။ဆိုရင်တော့ကအာကြီးရတတ်တယ်။ခြေသူနဲ့ကွဲရတတ်တယ်။ဒါဆိုကြိုးတွေပဲ။ကာမေတုမိတ္တဆာရကံကိုကျူးလွန်ရင်အဲ့ဒီဆိုကြိုးတွေရှိတယ်။ဒါတော့လင်းရေမရရေလို့ရှိလာတဲ့အခါမှာယောက်ျားကသီလလုံးကျုံ အိန္ဒုမယားကသီလမလုံတာမျိုးဆိုအဲ့ဒီလိုဖောက်ပြန်တယ်ဆိုနတ်သားလင်နဲ့သူတေမယားတို့ပေါင်းတင်နေတာနဲ့တူတယ်သီလမရှိသူဆိုတာအသက်ရှင်နေတော့လဲသူတေနဲ့တူတဲ့အတွက်ကြောင့်အော်ယောက်ျားကဖောက်ပြန်တယ်ယောက်ျားကသီလမစင်ကြယ်ဘူးအိရှင်မိမမဖောက်ဘူးသီလစင်ကြယ်တယ်ဆိုရင်သူတေလင်နဲ့နတ်သမီးတို့ပေါင်းတင်နေတာယောက်ျားကသူတေပဲသီလမလုံလို့ ယောက်ျားနဲ့အိမ်ရှင်မှာနှစ်ယောက်လုံးအကောင်တော့ဖောက်ပြန်တဲ့သူတွေကြီးပဲသီလမစင်ကြဲကြဘူးဆိုရင်သူသေးလင်နဲ့သူသေးမရတို့ပေါင်းတင်နေကြတာဇနီးမောင်နှစ်နှစ်ဦးလုံးသီလမဖောက်ကြဘူးမဖောက်ပြန်ကြဘူးဒါဆိုရင်သီလစင်ကြဲတဲ့နတ်သားနဲ့နတ်သမီးဇနီးမောင်နှစ်တို့ပေါင်းတင်နေတာလို့ခေါ်တယ်လို့အဲ့ဒီလိုလင်မယားလေးမျိုးကိုလည်းအစွာပြဟောထားတာရှိတယ်ဒီတော့ ဖောက်ပြန်ကြတယ်ဖောက်ပြန်ကြတယ်ဆိုပြီးတော့ပြောတာဒီကာမနဲ့ပတ်သက်ပြီးတော့မှားယွင်းကြတာပေါ့တမင်ကိုစေတနာတွေပါတမင်ကိုသူတို့ဘာမိသားစုပျက်စီးအောင်လုပ်တာအဲ့ဒီလိုစိတ်ဆန္ဒတွေပါနေပြီဆိုရင်ဒါသူဟာစေတနာလည်းပါတယ်မိဝဲလိုတဲ့စေတနာလည်းပါနေတယ်မသွားလာတဲ့နေရာကိုသူသွားလာတယ်ပြီးရင်သူစူးစမ်းတယ်စူးစမ်းပြီးတော့ဒီမှာตายရတယ်ဆိုပြီးတော့ အဲ့ဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံပြီဆိုရင်တော့ဖောက်ပြန်တဲ့သူတွေဟာတေလွန်ရင်ဝီစီငရဲတို့မဟုတ်လောဟကုန်ကြီးငရဲမှာကြမှာပဲလို့ဒီလိုသိထားရမယ်ငရဲကလွတ်ရင်လည်းဘဝစက်တိုင်းမှာလူမုံများမယ်ရန်သူများမယ်ပစ္စည်းလက်လာပါရှားပါမယ်ချမ်းသာဒုက္ခကင်းစိတ်မယ်အဲ့တော့မိမဘဝကနေမလွတ်မြောက်ဘူးနောက်တစ်ခါ ကြာမဟုတ်မမဟုတ်ပန်းထုတ်ဖြစ်တတ်တယ်အမျိုးယုံမှဖြစ်ရတတ်တယ်ညနာပြတ်အရှက်တကွဲဖြစ်ရတတ်တယ်ခြေလက်အင်္ဂါမျက်စိနာနာစားတဲ့အင်္ဒရီတွေချိုးယွင်းသေးသိမ့်တတ်တယ်ဆိုရင်တော့ကအာချီရတတ်တယ်ချစ်တဲ့သူနဲ့မပေါင်းအောင်အများအားကိုယ်နေရတတ်တယ်ဒါကိုအရေကလွင့်ရင်တော့ဘဝစတိုင်ကြုံရတယ်ဆိုတော့ဖောက်ပြန်ခြင်းဟာကောင်းကျိုးမရှိပါဘူးသူတို့ဘာမိသားစုကိုပြိုပွဲအောင် ဖြစ်စီတဲ့အကျိုးကလည်း မနေပါဘူးသူရသူရအကျိုးတွေဟာဒီဘဝမပင်းရင် နောက်ဘဝလိုက်လာတာပါပဲဒါကြောင့်ဆင်ခြင်ပါစောင့်ထင်းပါလို့ဟောချင်တာပါ